မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အော်တိုဘာလ9ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောက်ညှို့တင်ပြပေးမှာဖြစ်ပါတယ်ပရမောသောတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ DPL KMDF PNL KNI မျိုးသားလူမျိုးတပေါင်းစုနဲ့ PDF အဖွဲ့ဝင်30ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းတင်သူရောက်လာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် DPL KMDF PNL KM မျိုးသားလွတ်မြောက်ရေးတပေါင်းစုနဲ့ PDF ဖွဲ့မှဖွင့်30ဦးလိုဟာလက်နက်ခဲများနဲ့အတူအော်တိုဘားလ3ရက်မှာဥပဒေပေါင်းတွင်သို့ထပ်မံဝင်ရောက်လာကြောင်းသိရပါတယ်။ထို့သောဥပဒေပေါင်းတွင်ပြည်နယ်ဝင်ရောက်လာခဲ့တဲ့ DPL အဖွဲ့ဝင်12ဦး၊ KNDF အဖွဲ့ဝင်2ဦး၊ PNL အဖွဲ့ဝင်4ဦး၊ KNI မျိုးသားလွတ်မြောက်ရေးတပေါင်းစုအဖွဲ့ဝင်2ဦး PDF အဖွဲ့ဝင်12ဦးစုစုပေါင်း30ဦးကိုတာဝန်ရှိသူများအကျိုးသို့လက်ခံပြီးမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းပေးရပွဲကို ောက်တိုဘာလ3ရက်နေ့ရှေးပိုင်းတိုင်းစစ်ထဏာချုပ်တန်လွင်ခန့်မှမှာပြုလုပ်ရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်တိုင်မူဗမှုချုပ်ဇော်နိုင်ဦးနဲ့ဖော်ဝင်များဌာနဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နဲ့တိုင်မူတို့ကမှာစကားပြောကြားပြီးတာဝန်ရှိသူတို့ကနေမြေပြည်ငိအီဇန်ရေးပြောက်ရီစုံမိုးရေးဆိုင်ရာပုံမှန်များနဲ့ပတ်သက်ပြီးအသိပေးပညာပေးရှင်းလင်းကြောင်းသိရပါတယ်ထို့နောက်ဥရီပေါင်းတင်းတို့ပြန်လည်ဝင်ရောက်လာခဲ့သူများနဲ့၎င်းတို့အတူပါလာတဲ့ AK47 တလက် M22 တုံးလဲခရဲနဲ့ဆက်ဆက်ပစ္စည်းများကိုလွှဲပြောင်းပေးရခါပြည်내ဝင်ကြီးချုပ်နဲ့တိုင်းမှုတို့ကလက်ခံရကြောင်းသိရပါတယ်။ပြည်내ဝင်ကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကလက်နက်ခရဲများနဲ့အတူဥပဒေဘောင်တွင်ဝင်ရောက်လာသူများအားဂုံပြုစုငွေများပေးရခါမိဘအုပ်ထိုင်းသူများထံစနစ်တကျပြန်လည်လွှဲပြောင်းပေးရခဲ့ကြောင်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ခီးသားရာသီအတွင်း 73ဒီရောင်းဆိုင်များမှာစီလုံလောက်စာရရှိရေးစီမံပေးထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။သတင်းကြုတ်ကလာဤသားရသည့်အတွင်း73ဒီရောင်းဆိုင်များမှာလုံလောက်စွာသုံးစွဲနိုင်ရေးကြိုတင်စီမံထားကြောင်း73ဒီဆိုင်များမှာစုံစမ်းသိရှိရပါတယ်။ဒီပါမှာ73ဒီများကြိုတင်စီမံတင်သွင်းထားမှုကြောင့်သတင်းကြုတ်ပွဲတော်ဤသားရသည့်အတွင်းအဓိကလမ်းမကြီးများအဓိကမြို့ကြီးများမှာအယောင်းဆိုင်များမှာကြိုတင်ဖြစ်ထားခြင်းများစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့်ပွင့်လင်းရာသီကာလပွဲတော်အတွင်း ပွဲတော်ကာလများနဲ့တည်ယူပို့ဆောင်ရေးစိုက်ပျိုးရေးစက်မှုစုံကုန်ထုတ်လုပ်ငန်းများအတွက် လုံလောက်စွာသုံးစွဲနိုင်ကြောင်းလည်းသိရပါတယ်။လက်ရှိမှာပြည်တွင်းနိုင်ငံသားငွေလဲလှယ်နှုန်းကျဆင်းလာမှုနဲ့အတူပြည်တွင်းဆက်သုံးစီဈေးနှုန်းဟာလည်းကျဆင်းလျက်ရှိလာပါတယ်။လက်ရှိပြည်တွင်းဆက်သုံးစီဈေးနှုန်းမှာ92တလီတာမှာ2830ကျပ်95တလီတာမှာ2895ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာမှာ3135ကျပ်ရိုးရိုးဒီဇယ်တလီတာမှာ2545ကျပ်ဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရွှေဘုံစည်ဒီတော်ရင်ပြင်ပေါ်မှာအပေါ့ဆွန့်သူမျိုးသားတူကိုဟောထုတ်ဖမ်းဆီးရေးယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြောင်းနိုင်ဒေသကြီးဒဂုံမြို့နယ်ရွှေဘုံစည်ဒီတော်ရင်ပြင်မှာအပေါ့ဆွန့်သူမျိုးသားတူကိုဖမ်းမိခဲ့ကြောင်းရဲတပ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။ရွှေဘုံစည်ဒီတော်ရင်ပြင်အင်္ဂါတော့ရေဆိုင်စည်ဒီမှတ်48နဲ့အုတ်ကူစည်ဒီမှတ်138ကြားမျိုးသားတူအပေါ့သွားနေမှုကိုအခြားလူတူကရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဟာအော်တိုဘာလာတရက်နေမှာလူမှုကွန်ရက် ာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဒါကြောင့်ဒဂုံမြို့မှာရဲစခန်းကအတိပြုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်ဆေးခဲ့ရမှာရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်ခွန်ရက်ကွက်နေတင်မျိုးဝင်းခေါ်ဝက်နီ29နှစ်ဟာစတေမလာ21ရက်နေ့မှာရှိုးဇေဒီရောမြကြီးအားတွားရောက်ပြုမြော်ပြီးဖះပေါ်မှာပြန်ဆင်းစဉ်အင်္ဂါရောက်မြေဆိုင်ဇေဒီအမှတ်48နဲ့အုတ်ဂူဇေဒီအမှတ်138ကြားမှာအပေါ်သွားခဲ့ခြင်းဖြစ်ကြောင်းအော်တိုဘားလာ2ရက်နေ့မှာစစ်ဆေးဖို့တို့အရေးယူထားတယ်လို့သိရပါတယ်။ထို့သော ဗုဒ္ဓဘာသာဝင်များရဲ့အထွတ်မြတ်ထာယာရွှေကုန်းစေတီတော်ပေါ်မှာပေါ်ဆွန့်ခဲ့သူတင်မျိုးဝင်းခေါ်ဝတ်နီအားတကုံမျိုးမှရဲစခန်းမှာရဲရဲမပိုင်သောပြစ်မှုများမှတ်ပုံတင်အမှတ်လေးမြင်းဆောင်2025ရာဇသက်ကြီးပုံမှန်295ကာကြီးဖြစ်သတင်းချက်ရေးဖွင့်ကဥပဒေနဲ့ညီထိရောက်စွာအမှုဖွင့်ရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တင်းနှလိုက်မြစ်တွင် ကုန်တင်ဆက်လီတစည်းမီလောင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။အင်းနိုင်တိုင်းကျွန်းစုမြို့နယ်တနင်္လာရီမြစ်တွင်ကုန်တင်ဆက်လီတစည်းမီလောင်မှုကိုအော်တိုဘားလ9ရက်နနက်10နာရီမှာဖြစ်ပွားခဲ့ကြောင်းမိသက်တက်ဖွဲ့ထံမှသိရှိရပါတယ်။ကျွန်းစုမြို့တောနောက်လေကြီးရွာနီးရှိတနင်္လာရီမြစ်တွင်မှာကုန်တင်ဆက်လီတစည်းမီလောင်မှုဖြစ်ပွားပြီးမြိတ်မြို့မိသက်စခန်မှာစပီးဘုတ်3စီးလူနာတင်ရင်တစည်းပုဂ္ဂလိကကုန်တင်ဆက်လီ4စီးမိသက်တက်ဖွဲ့ဝင်များအရန်မိသက်တက်ဖွဲ့ဝင်များ ဂယုနာလူမှုကွန်ရက်သင်းဝင်များရေချောင်းရက်တက်ဖွဲ့စုမြိတ်မှတက်ဖွဲ့ဝင်များပူးပေါင်းကမိငိတ်တက်ခဲ့သဖြင့်နနက်၁၇နာရီခွဲမှမိငိတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တာကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမှုသတင်းတွေတဲ့ကထူးခြားတဲ့သတင်းတွေကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြချမ်းမှရှင်လန်းကြပါသည်ခင်ဗျာ။